ါပါရှင်။တနင်္လာနေ့တိုင်းပြည်ဌာနဗနခင်းတည်င်းအစီအစဉ်ရဲ့၃လ16ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်။တနင်္လာနေ့တိုင်းပြည်ဌာနရဲ့ဗနခင်းတည်င်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ဒီကိန်းပြည်နယ်ကြောက်ဖြူမြို့နယ်ကပြီးခဲ့တဲ့မေလအကုန်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကတမ17နီးပြအောင်မူဘုံမူချုပ်ကြော်မျိုးအောင်တိတ်ဆုံးပြီးနောက်အရာရှိတွေအပါအဝင်စစ်ကောင်စီတပ်သားအများပြအရခတ်တပ်တော် AAC လက်နက်ချခဲ့တယ်လို့သိရပါဗျ။မေလ28ရက်နေ့ကကြောက်ဖြူမျိုးအမှတ်32ရဲတပ်ရင်းကာကေးစခန်းဖြစ်တဲ့နှမ်းဖဲတောင်စခန်းသိမ်းတိုက်ပွဲမှာဘုံမူချုပ်ကြော်မျိုးအောင်တိတ်ဆုံးခဲ့တာပါ။အဲ့ဒီလိုတိတ်ဆုံးပြီးနောက်မှာစစ်ကောင်စီစစ်ကြောင်းတွေဖျို့ဖျဲဖြစ်ခဲ့ကြပြီး မေလ30ရက်ညနေပိုင်းမှာစစ်ကြောအလိုက်လက်နက်ချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပလောမြို့နယ်ခန္တီကြီးရွာကိုလာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကင်းမွန်မီထွန်းလေးနစီနဲ့လာတဲ့စစ်ကောင်စီတပ်ကိုဇွန်လ14ရက်မွန်တဲ့12နာရီလောက်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့တာကြောင့်နှစ်ဖက်တိုက်ပွဲတနာရီနီးပါးအကြာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲဒီနောက် ဥယျာဉ်ကံရွာဘက်ကစစ်ကောင်စီလေနဲ့ထွက်လာချိန်မှာလဲပြစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အိုးဘူအချင်းထောင်ကိုရောက်ရောက်ချင်းမှာပဲရိမ့်နှက်ခံရတဲ့မုံရွာတပိတ်ခေါင်ဆောင်ကိုဝေမိုးနိုင်နဲ့ကိုမန်စာမြေမွန်တို့ကိုစီကူတောက်ခွင့်မပေးပဲတန်ချီချင်းခတ်ပြီးတိုက်ပိတ်ထားတယ်လို့စကိုင်းတိုင်းတပိတ်အင်အားစုကသတင်းထုတ်ပြန်ပါတယ်။ဇွန်လ12ရက်နေ့ကမုံရွာအချင်းထောင်ကနေအိုးဘူအချင်းထောင်ကိုအချင်းသား200ကျော်ထောင်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကိုဝေမိုးနိုင်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုအိုးဖို့ထားဝါမာတင်အကျဉ်းထောင်ဝန်ထမ်းတွေကဒုတ်တွေတန်ကြိုးတွေနဲ့ဝိုင်းဝန်းရိုင်းနှက်ခဲ့ကြတာပါ။အဲ့ဒီလိုရိုင်းနှက်နိုင်စမှုကြောင့်နိုင်ကျင်းတွေထိခိုက်ဒဏ်ရာတွေရရှိခဲ့ပေမဲ့စေဝါကူတော်မှုမရခဲ့သလိုကိုဝေမိုးနိုင်နဲ့ချောင်းဦးလူတို့တပိတ်ကောင်းဆောင် ကိုမန်စာမြေမွန်တို့ကိုလည်းစေဝါကူတော်မှုမပေးဘဲခြေချင်းခတ်ပြီးတိုက်ပိတ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ တင်းင်းသားရီမျိုးနယ်ကကျေးလက်ဒေသတွေကိုစားတောက်ခုံတယ်ယူခွင့်ပိတ်ထားတဲ့စစ်ကောင်စီဟာမျိုးပေါ်မှာတင်းင်းသားရီစားရဖားရဲ့ခွင့်ပြုချက်နဲ့ဝယ်ယူခွင့်ကိုပါထပ်မံကန့်သတ်လိုက်တယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့မေလအစပိုင်းကစလို့တင်းင်းသားရီမျိုးနယ်ကျေးလက်ဒေသတွေကိုစံနဲ့စားတောက်ခုံတယ်ယူခွင့်လုံးဝပိတ်ပင်ခဲ့ပြီးကုန်ကားမောင်းသမားတွေကိုဖမ်းဆီးတာတွေစက်တိုက်လှုံ့ဆော်ခဲ့တာပါ။ ဒါပေမဲ့ကြီးလက်ဒေသခံတွေကိုတနင်္လာရီမျိုးပေါ်မှာဆရာဖထောက်ခံချက်နဲ့ဝေယူခွင့်တော့ပေးထားတာဖြစ်ပြီးအခုလ12ရက်နေ့ကစလို့အဲ့ဒီလိုဝေယူခွင့်ကိုပါပိတ်ပင်ခဲ့တာလို့သိရပါဗျ။တိုင်ကြောင်မှုတွေရှိနေတာကြောင့်ရွှေကုန်တက်တချို့ကိုစစ်ကောင်စီကခေါ်ယူစစ်ဆေးနေရလို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကဆိုပါတယ်။ ရွှေဈေးဆွဲတင်နေသူတွေနဲ့အွန်လိုင်းလေပတ်ကရွှေရောင်းဝယ်သူတွေကိုတိုင်ကြားထားတာဖြစ်ပြီးတန်တရာရှိသူတွေကိုစစ်ကောင်စီကခေါ်ယူစစ်ဆေးနေရလို့သိရပါဗျ။စစ်ကောင်စီဘက်ကရွှေဆိုင်တွေမှာရှောင်းတခင်ဝင်ရောက်စစ်ဆေးတာတွေလည်းရှိနိုင်လို့ရွှေဆိုင်တွေအနေနဲ့တမတ်ရင်ညောစီအတိုင်းရောင်းချဖို့နဲ့လိုင်စင်မဖြစ်မနေလှုပ်ထားကြဖို့ကိုလည်းတိုက်တွန်းထားပါဗျ။လက်ရှိမှာပြင်ပရွှေဈေးတစ်ကြက်သားကိုကြက်သိန်း80နီးပါးအထိမြင့်တက်လျက်ရှိပါဗျ။ တင်းသားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။